ကဲညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook Page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ Sunderland နဲ့ပွဲမတိုင်ခင်မှာဆိုရင်နီးပြနေရအပြောင်းလဲလုပ်ချင်တယ်ပြီးတော့ဒီနီးပြ Amorin ကိုထုတ်စေချင်တဲ့ United Fan ညီကိုရီဒါအများကြီးရှိခဲ့ရဗျာ။ဒါပေမဲ့ကျွန်တော်တို့ဒီ Sunderland အသင်းကိုနိုင်ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီ result အရာတော့ခဏတာပျော်ရွှင်ရတယ်ပြီးတော့ဒါဝေဖန်တန်တွေလည်းအနည်းနဲ့အများတော့ညော့သွားတယ်။ဒါပေမဲ့လက်ရှိချိန်ထိလည်းဒါ အသင်းရဲ့နီးပြအပြောင်းလဲဟိုလှုပ်ဆိတ်ခြင်းတဲ့ United Fan ကြီးကိုတွေလည်းရှိနေသေးပဲလို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီလိုအပြောင်းလဲလှုပ်ဆိတ်ခြင်းတဲ့နေရာတွေမှာတချို့ကကျတော့အသင်းရဲ့လက်ရှိအခြေအနေကတော်တော်လေးဆိုးရွားနေတယ်လို့မြင်တာကြောင့်လည်းပါရဗျာ။ဒါပေမဲ့ကျွန်တော်တို့ဒီဒီဒေးသွားကြည့်မယ်ဆိုရင်ကျွန်တော်အသင်းရဲ့အခြေအနေကတကယ်ရောအဲ့လောက်ဆိုးနေရလားဆိုတာကဒါမေးစရာဖြစ်နေပြန်တယ်။ဆိုတော့ကျွန်တော်ဒီနေ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးအနေချင်းလောက်ကိုကျွန်တော်ညီကိုရင်းနဲ့အတူတူတော့အစွန်းလေးသုံးသပ်သွားခြင်းနဲ့ဆိုတော့ကျွန်တော်ဒီမှာပထမဆုံးအနေနဲ့ပြောခြင်းတာကဗျာကျွန်တော်တို့ဒီတချို့ United Fan တွေဘာလို့အမိုရင်းကိုထုတ်ဆိတ်ခြင်းနဲ့ ဘာလို့ဒီအမိုရင်းရဲ့နေရာကိုအပြောင်းလဲလုပ်စေချင်လဲဆိုတာကိုကျွန်တော်နားလဲဆိုတော့ဘာကြောင့်လဲဆိုရင်ကျွန်တော် United fan အများစုအမိုရင်းကိုအပြောင်းလဲလုပ်ချင်တဲ့အကြောင်းရင်းကကျတော့ဒီ Navette အချက်ကကျတော့ဗျာဒီအမိုရင်းကတော်တော်လေးကောင်းပါတယ်အထဲမှာပါတယ်သူရဲ့ဒီ3421 formation ကိုပဲတောက်လျှောက်သုံးပြီးတော့သူရဲ့ system ကိုပဲဒါအဲ့ဒါ sticky ဖြစ်တဲ့နည်းပြဖြစ်တယ်ဆိုတော့ Navette အချက်ကကျတော့ဒီ consistency ဖြစ်တဲ့ result ကိုမပေးနိုင်တာကြောင့်လဲပါတယ်ဆိုဒီအချက်ကလည်းမှန်ပါတယ်ဆိုတော့အမိုရင်းရဲ့လက်ထံမှာကျွန်တော်တို့ကဒါ Premier League နှစ်ပွဲဆက်တိုက်အနိုင်မရရှိခဲ့သေးတာကိုကြည့်မယ်ဆိုရင် င်းဒီ result ကလည်း consistency မဖြစ်ဘူးဆိုတာကျွန်တော်တရားတည်ပြောလို့ရတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်အဲ့ result က consistency မဖြစ်ဘူးဆိုရင်တောင်မှဒီအသင်းရဲ့ performance consistency ဖြစ်နေတယ်ဆိုလို့ရင်ဒါလက်ခံမဲ့ညီကိုတွေရှိရယ်ဒါပေမဲ့ဒီအသင်းရဲ့ performance လည်း consistency ဖြစ်မနေပြန်ဘူးဆိုတော့ level လေးအချက်ကတော့ဒါအဆိုးရွားဆုံးအချက်ပေါ့ဗျာဆိုတော့အသင်းရဲ့ဒီ result တွေ ဒီအတင်းရဲ့ performance တွေ consistency ဖြစ်မနေတာကကြတော့ United fan အများစုယူဆတာကကြအမိုရင်းရဲ့ system ကြောင့်သူ့ရဲ့3421 formation ကြောင့်လို့သူတို့ယူဆပေမဲ့အမိုရင်းကလည်းသူ့ရဲ့ system ကလုံးဝအမှားမရှိဘူးသူ့ရဲ့ system ကြောင့်ဒလိုတွေဖြစ်နေတာမဟုတ်ဘူးဆိုတော့လုံးဝ against လုပ်တာဆိုတော့ဒီမှာလုံးဝကိုချိုးဖန်တွေကဒါလက်မခံနိုင်တော့တာလည်းပါတယ် ဆိုတော့ကျွန်တော်ဒီမှာ United Fan ကြီးကိုအများစုကဘာလို့ Amorim ကိုထုတ်ရှင်လဲဆိုတာကိုဒီချက်တွေကိုကြည့်မယ်ဆိုရင်ဒီသူတို့ရဲ့ဒီ point of view ကလည်းမှားတော့မှားမနေဘူးဗျာဒါပေမဲ့ကျွန်တော်အသင်းကဒီအထက်ကပြောတဲ့အချက်တွေတိုးတက်လာဖို့ဆိုရင်ကျွန်တော်အသင်းမှာကလုံလောက်တဲ့အချိန်နဲ့လုံလောက်တဲ့ quality player ရှိဖို့ရလိုတယ်လို့တော့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော် personally အရာဗျာကျွန်တော်တအူးတဲ့အမြင်ရလက်ခံထားတဲ့အမှန်တရားကကျွန်တော်အဲ့တော့ဘလုံးအသင်းတစ်သင်းကအောင်မြင်ခြင်းလဲဆိုရင်ကျွန်တော်အသင်းမှာဒါ quality player တွေလုံလောက်လောက်ရှိဖို့ရလိုတယ်ဆိုတော့ကျွန်တော်ဒီမှာပြောချင်တာ17ယောက်လုံးက quality player ဖြစ်နေဖို့ပြောတာမဟုတ်ဘူး ူးဒါပေမဲ့ဒီ quality player အများစုရှိဖို့ရလိုတယ်ဆိုတော့ကျွန်တော်အသင်းမှာလည်း quality player တွေရှိရယ်ဒါပေမဲ့မလုံလောက်သေးဘူးဗျာဆိုတော့ကျွန်တော်တို့ဒီရှေ့ရအသင်းတွေကိုကျွန်တော်အောင်မြင်ခဲ့တဲ့အသင်းတွေအောင်မြင်ခဲ့တဲ့အချိန်တွေကိုတွေးကြည့်မယ်ဆိုရင်လည်းအဲ့ဒီအသင်းတွေမှာအဲ့ဒီအချိန်တွေကဒါ quality player တွေလုံလုံလောက်လောက်ရှိခဲ့တယ် ဆိုတော့ဒီ quality player ရှိတဲ့အသင်းတွေက quality player များလေအောင်မြင်မှုရခိုင်နှုန်းရဖို့ရများလေဆိုကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့အချိန်ဆိုတာကလည်းကျွန်တော်ကနီးပြတစ်ယောက်ကိုအချိန်ပေးတယ်ဆိုတာတဲ့အသင်းမှာ quality player တွေရှိလာပြီဆိုရင်အဲ့ quality player တွေတယောက်နဲ့တယောက် chemistry မိအောင်တယောက်နဲ့တယောက် rhythm မိအောင် တရောင်းတဲ့တရောင်းဒီနားလည်မှုကောင်းအောင်အချိန်လုံးလုံးလောက်လောက်ပေးဖို့ရလို့တယ်ဆိုတော့ဘယ်နည်းပြရဲ့လက်အောက်မှာပဲနေနေကျွန်တော်တို့အချိန်လုံးလုံးလောက်လောက်မပေးနိုင်ဘူးဆိုရင်ဒီအသင်းတွေက struggle ဖြစ်တယ်ဗျာဆိုတော့ကျွန်တော်ကျွန်တော်လက်ခံထားတဲ့အရာဆိုရင်ကျွန်တော်တို့ကအချိန်နဲ့ quality player လုံးလုံးလောက်လောက်ရှိရှိဖို့ရလို့တယ်ဒါပေမဲ့ကျွန်တော်အသင်းမှာလက်ရှိချိန်မှာရှိမနေဘူးဆိုတော့ဒီမှာဗျာတချို့ညီကိုတွေကကျွန်တော်ဒါ Crystal Palace အသင်းကဒါ quality player မရှိဘဲနဲ့ FA Flyer ရတာတွေဒီ community ရှိရတွေတော့ကျွန်တော်လာမပြောနဲ့ဗျာဘာလို့လဲဆိုတော့ဒီနှစ်30 40လောက်မှာတစ်ချိန်လောက်ဖြစ်တာတွေကိုတော့ကျွန်တော်တို့ လောက်ကြီးတွေးစရာမလိုဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီမှာတချို့ United fan တွေအမိုရင်းကိုမထုတ်စေချင်ကြဘူးသူတို့မထုတ်စေချင်ကြတာကတော့ဗျာဒီအမိုရင်းကိုအချိန်ပေးဖို့ရာလိုအပ်တယ်ပြီးတော့အမိုရင်းအတွက်လိုအပ်တဲ့ဒီ midfield မှာဆိုရင် quality player တွေခေါ်ပေးဖို့ရာလိုအပ်တယ်လို့ယူဆကြအောင်လည်းပါတယ်ဆိုတော့သူတို့ရဲ့ဒီ အဲ point of view ကိုတွားကြည့်မယ်ဆိုရင်လည်းသူတို့ကလည်းမားမနေပြန်ဘူးဒီမှာနောက်ထပ်တစ်ခုရှိတာပြကျွန်တော်တို့ United fan တွေဟိုမြင်မိလာတော့မသိဘူးကျွန်တော်တို့အသင်းရဲ့ဒီယာဒီတာထွက်ကကျွန်တော်တို့ပြောသလောက်ကြီးကျွန်တော်တို့ထင်သလောက်ကြီးဒီလဲဆိုးရွားမနေဘူးဗျာပြီးတော့ကျွန်တော်အသင်းရဲ့ဒီယာဒီတာထွက်ကဒါမနစ်ကယာဒီတာထွက်တဲ့ဆိုင်ရင်အများကြီးကောင်းခဲ့ရလို့ပြောရင်ဒါကျွန်တော်တို့ United fan ကြီးကိုတွေကလက်ခံချင်မှလက်ခံလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အသင်းရဲ့ဒီယာဒီတာထွက်ကမနစ်ကယာဒီအသင်းရဲ့တာထွက်တဲ့ဆိုင်ရင်အများကြီးကောင်းခဲ့ဆိုတော့ကျွန်တော်အသင်းရဲ့ဒီယာဒီမှာဆိုရင် Premier League ခုနှစ်ပွဲကစားပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒီ10မှတ် ထိရယူနိုင်ခဲ့တယ်ဆိုတော့ဒီခုနှစ်ပွဲမှာဆိုရင်လည်းကျွန်တော်တို့ဒီဖီချာအရဆိုရင်ပရီးမီးယားလိဒါတိုင်တန်ကွန်တက်တာ၃သင်းပါတယ်ဗျာဒီရာသီမှာဆိုရင်ကျွန်တော်တို့အာဆင်နယ်ပါတယ်ချယ်ဆီပါတယ်မန်စီးတီးပါတယ်ဆိုတော့ဒီ၃သင်းပါတဲ့အချိန်မှာကျွန်တော်တို့အသင်းကဒါ ကျွန်တော်အတင်းက10မှတ်ရယူနိုင်ခဲ့တယ်ဆိုတော့မနစ်ကဒီ Eric Dan Hag ရဲ့300စီမြောက်စီစဉ်သွားကြည့်မယ်ဆိုရင်ကျွန်တော်အတင်းကဒီပထမဆုံးခုနှစ်ပွဲမှာကျွန်တော်အတင်းက10မှတ်ပဲရခဲ့တာဆိုတော့အဲ့မှာဒီ Title Contender အနေနဲ့ပါဝင်တာ Level ဦးတသိမ့်ပဲလို့ကျွန်တော်ပြောလို့ရတယ် Channel အတင်းတွေကကျွန်တော် Durin Golden Fight လို့ရတယ်ကျွန်တော်အမှတ်ရအောင်ယူမယ်ဆိုရင်ယူလို့ရတဲ့ပွဲတွေကြီးပဲဒါပေမဲ့ကျွန်တော်အတင်းအဲ့ချိန်မှာ10မှတ်ပဲရရှိခဲ့တယ်ဆိုတော့အဲ့ချိန်တုန်းကနေကြည့်မယ်ဆိုရင်ကျွန်တော်အတင်းရဲ့ဒီရာသီအချိန်တွေကအများကြီးပိုကောင်းတယ်လို့ကျွန်တော်ကတော့ခံစားမိတယ်ဘာဖြစ်လို့လဲဆိုရင် အရစ်တန်ဟက်က transfer season ကိုအဲ့ဒီတော့ဆိုရင်ဒါ300တီလောက်ရပြီးသွားပြီ။သူ United အသင်းကိုကိုင်းတာလည်း300တီမြောက်ကိုရောက်လာပြီဆိုတဲ့အတွက်အချိန်နဲ့လုံလုံလောက်ရပြီးပြီ။ transfer season ကိုလည်းလုံလုံလောက်လောက်ကိုင်းတယ်ခွင့်ရပြီးသွားပြီလို့ပြောလို့ရတယ်။ဆိုတော့အဲ့ချိန်မှာတောင်မှကျွန်တော်တို့ကဒီ feature ရလည်းရမ်းမချက်ဖက်နဲ့ခုနှစ်ပွဲကစားပြီးသွားတဲ့အချိန်မှာရှင်းမဲ့ရတယ်ဆိုရင် Amorin က transfer season တရာတီပဲရထားသေးတယ်။ပြီးတော့ဒီ title contender 3သင်းပါတဲ့ဒီ Premier League အစ feature အရဆိုရင်ကျွန်တော်တို့ဆင်မဲ့ရယူနိုင်ခဲ့တာတော်တော်လေးကောင်းတယ်လို့မြင်တယ်။ဆိုတော့ဒီမှာကျွန်တော်အဓိကပြောချင်တာက ဘယ်သူကမှန်တယ်ဘယ်သူကမှားရဲ့ဆိုတာကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးဗျာဟိုအကုန်လုံးကလည်းအမြင်မတူနိုင်ဘူးပြီးတော့တယောက်နဲ့တယောက်ကလည်းအမြင်အမျိုးမျိုးရှိတဲ့အတွက်ကျွန်တော်တို့ဒီ hari ပုံမှာတော့ကျွန်တော်အဓိက high light လုပ်ပြီးတော့မပြောချင်ဘူးဒါပေမဲ့ကျွန်တော်ဒီမှာအဓိကပြောချင်တာကျွန်တော်အသင်းရဲ့ဒီ hari အခြေအနေကကျွန်တော်ထင်တယ်လို့လည်းစိုးရမနေသေးဘူးဆိုတာကိုပဲကျွန်တော်အဓိကပြောချင်တာဆိုတော့အသင်းရဲ့ဒီနောင်လာမယ့်ပွဲစဉ်တွေမှာဆိုရင်ဗျာကျွန်တော်တို့အသင်းကဒါရှုံးလိုက်နိုင်လိုက်ဖြစ်နေတဲ့ situation တွေကလည်းရှိနေအောင်ပါဗျာဆိုတော့အဲ့လိုအခြေအနေတွေရှိနေသေးသေးရဲ့လေဗျာဒီဒီစကုတ်ကအမြဲတမ်းရှိနေအောင်ပါပဲထွက်စေချင်တဲ့လူကတက်ဖက် က်မထွက်သေးခြင်းတဲ့သူကတက်ဖက်အဲ့လိုပုံစံဖြစ်နေဦးမှာပဲဆိုတော့ဒါကိုတော့ကျွန်တော်အဓိကဒါခန်းစားပြီးတော့ပြောနေခြင်းဘူးဒါပေမဲ့ကျွန်တော်ဒီမှာအဓိကပြောချင်တာကတော့ကျွန်တော်အတင်းရဲ့ဒီယာစီတာထွက်ကမနစ်ကယာစီတာထွက်ထက်ဆိုင်ရင်အများကြီးကောင်းတယ်ကျွန်တော်တို့ဒီထင်းတလောက်ကြီးထိဆိုးရမနေမနေသေးဘူးဆိုတာပဲကျွန်တော်အဓိက highlight လုပ်ပြီးတော့ပြောချင်တာဆိုတော့ ညီကိုရီရဲ့အမြင်လဲကျွန်တော်လည်းဒီ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားခဲ့ပါအောင်။ကဲညီကိုရီအားလုံးလည်းကျွန်တော်တို့ရဲ့ဒီသတင်းကျွတ်အချိန်ခါတမ်းရမှာဆိုရင်စိတ်ချမ်းပါခြင်း၊ကိုယ်ဤချမ်းပါခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်တို့ရဲ့ Glory United ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးပါရစေ။အဲ့တော့ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုက်နေတတ်တဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်။ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက် video မှာကျွန်တော်ပြန်တွေ့ကြမယ်။